အလောမင်္ဂလာပါ The Great Consular ထရမပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် pick up ပိုင်း reading ကတော့ဒီရပိုင်းသင်သတိထားရမယ့်အရာတွေဆိုပြီးတော့ကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံတွေကနှစ်သက်ပုံလေးပုံရိပ်ချက်ထားပါ Okay ဒါဆိုရင်ဖိုင်ရွတ်လုပ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလိုတခုရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မင်းများလို့ရသလို video တိုင်းမှာ Viber Telegram WhatsApp format တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading နဲ့ကိုပုံမှန်ကြည့်ရှုချင်နေဆိုရင်တော့ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp phone number ထည့်ပေးထားပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ့ ถ้าว่าเลยด้วยที่อยากไปมาเต้ตรีท้าเสียด้วยไปสิเด้อทรัสต์ Knight of Cups chill. အမှန်တော့သတိပေးချင်တာ။ reading ရဲ့အတိတ်တွေကသတိပေးချင်တာ။ဒါပေမဲ့ဖိုင်ဝမ်းနေကိုယ်တိုင်ကိုက energy ကောင်းတယ်လို့ခံစားရပါတယ်နော်။အကပြည့်တယ်ပရိဒါနောက်တစ်ခါဆွဲခြင်းစိတ်ဖြစ်မိတယ်စိတ်ထဲကလှုံ့ဆော်နေပါတော့ ော့နောက်တစ်ခါလောက်ထပ်ဆွဲလိုက်အောင်မယ်ကဲဘာကကြချင်နေလို့များနောက်တစ်ခါထွက်ချင်နေတာလေဖွတ်ဒက်ဒ်ကေပူရကပ်စ်ရိဒါပြောရယ်နော် energy အရန်ကောင်းနေတယ်ဖိုင်ဝမ်းနေအနေနဲ့ကလည်း ဒီချိန်မှာပြောမယ်ဆိုလို့ရှိရင်တတိထားရမယ့်အရာတွေလို့ပြောရမယ့်စကားတောင်တိတ်ပြီးတော့အကျုံးဝင်တော့ဘာဖြစ်လို့လဲဆိုတော့ energy အရန်ကောင်းနေတဲ့အခါကြတော့လေဘလောက်ထိပေါ့နော်သူတို့ဘာသာသူတို့သူတို့ရဲ့နယ်ပယ်မှာဘာတွေပဲဖြစ်ဖြစ်အဲတင့်ထက်ငွေကြေးကုန်ဒရပ်ပဲများများရှားဓူပဲကြီးကြီးနောက်ခံ background in အားတောင့်တောင့်နော်သူကသူဘလောက်ပဲတောင့်နေပါစေဘလောက်ပဲအတိုင်းဝန်းကြီးနေပါစေ ဘလောက်ပဲပတ်စံတွေရှိပါစေဘလောက်ပဲတင့်ထက်ယာရုကြီးတဲ့သူဖြစ်ပါစေတင်ကကောင်းကောင်းဖြူပြစ်နိုင်တယ်နော်ဒီလူတွေကိုလုံးဝဟိုကျူပင်ခုတ်ကျူငုံမကြံဆိုသလိုမျိုးပေါ့နော်လုံးဝအပြောင်ရိတ်နိုင်တယ်အပြောင်ရိတ်နိုင်တဲ့အခြေအနေဖြစ်သွားပြီဒီလားအဲ့အခြေအနေမှာရှိနေတယ်နော် reading ရဲ့အစမှာကကံကလည်းကောင်းတယ်နော်ဖိုင်ဝမ်းကံလည်းကောင်းတယ် နောက်ပြီးတော့မြင်အပ်မမြင်အပ်ပုံကိုပေါ့နော်ကိုယ့်ရဲ့ကြိုးစားအထောက်မှုလေ့လာအထောက်မှုတွေအရစောင့်တည်ထားတဲ့ဒါနသီလပါဝနာဒါရီရောပေါ့နော်အဲ့လိုမျိုးဘာသာရေးဆိုင်ရာ ကုသိုလ်ဒါနတွေပြုထားတဲ့ဒါနတွေဒါတွေအကုန်ပါတယ်နော်အထောက်ထားတဲ့ကုသိုလ်ရောနော်အပြင်မှာပြုထားတဲ့ကုသိုလ်ရောကုသိုလ်ဒါနဒါနကုသိုလ်ရောပေါ့နော်ဒါတွေသီလကုသိုလ်ရောအကုန်ပါတယ် အဖက်ဖက်ကနေပြီးတော့ဖိုင်ဝမ်းတွေအပေါ်မှာစောင့်ရှောက်ပြီးနေတယ်ဆိုတော့အာဖိုင်ဝမ်းတွေဒီချိန်ကာလမှာပေါ့နော်တော်တော်လေးစိတ်ချမ်းသာရမယ့်ချိန်ကာလကိုဖြတ်တန်းရနိုင်မယ်လို့တွေ့ရတယ်။နော်ဒီမှာထာဝရနဲ့ဓာတ်ကြီးနဲ့ပိတ်တယ်ရီယာရဲ့ဘလို့ဖြစ်လို့စိတ်ချမ်းသာရမလဲဆိုလို့ရှိရင်ဒီအစွန်းရဲ့အတိတ်ပဲကခွားနေစပြီးတော့လာလိုက်တဲ့ energy ကကျသွားတာမဟုတ်ဘူး။ဒီလားဒီမှာလဲ night of panic ဆိုတော့ဒီမှာသူကလည်း ဒါစစ်ထွက်တဲ့ပုံစံမျိုးပေါ့နော်ဒါမဲ့လို့ဒါဒီအချိန်ဟုန်ပြင်းပြင်းနဲ့အပြင်ကိုဟိုအခုမှတိုက်ဖို့ထွက်သွားတာမဟုတ်ဘူးတိလားဒီသဘောတရားကလေအာအေးစစ်စစ်ဒါပေါ့နော်ပြီတော့ပြန်တဲ့သဘောမျိုးနဲ့ဆင်းနေနော်ဒီပုံစံကအဲ့လိုမျိုးနဲ့ပို့ပြီးတော့ဆင်းနေ အဲ့အတွက်ကြောင့်မလို့အဓိပ္ပာယ်ကဘယ်ကိုသွားလဲဆိုရင်ဒါဒီမှာတော့သူကအချိန်နဲ့အဟုန်နဲ့ထွက်သွားတော့တော့ဟုတ်တယ်ဒါပေမဲ့လို့အေးဆေးစွာနဲ့ပြည်တော်ပြန်တဲ့အဓိပ္ပာယ်မျိုးနဲ့ပို့ပြီးဆင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းလင်းရသမျှရှင်းဖို့လိုတဲ့အမှိုက်တွေအကုန်လုံးကုန်ပြီအဲ့လိုမျိုးဖြစ်သွားတယ်အဓိပ္ပာယ်ကလေတင်းကိုလည်းလာပြီးတော့တူမီရှုမီလုပ်လို့မရအောင်နော် ်တင့်ရဲ့ဘွားတယ်ကိုလည်းလာပြီးတော့တင့်ကိုရောပေါ့နော်မီးရှို့လို့မရအောင်အဲ့လိုလာလုံးမဲ့အကျန်စီသမားတွေရှိရဲဆိုရင်လည်းကုန်ပြီတင့်ကိုလာလုံးလို့မရအောင်တင့်ရဲ့အဆောက်အဦကအရန်ခိုင်ပါတယ်ခိုင်ပါတယ်စာအုပ်ခိုင်ပါမှုရှိတယ်ဖြိုလဲအောင်ဖြိုလဲလို့မရအောင်တင့်ထက်ဘလောက်ပဲကြီးပါစေနော် တင်ဟာဒီချိန်မှာဆင်မြောင်ငါးစီးတည်းမြအာမန်ကြီးနေတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့သူတို့ကပေါ့နော်ဟိုတင့်ပေါ်မှာရမလဲအာသူတို့လိုချင်တဲ့ပုံစံခွက်သေးကိုတင့်ကိုထည့်ရမယ်အစားပေါ့နော် တင်ကပြန်ပြီးတော့ကောင်းကောင်း fight လုပ်နိုင်တဲ့အခြေအနေမျိုးမှာရှိတယ်။သိလား။ဒါကြောင့်မလို့ငွေကြေးဖြစ်စေပေါ့နော်။စီးပွားရေးဖြစ်စေတင်ကတင့်ကိုပြန်ပြီးတော့ပေါ့နော်။သူများကဒီသူတို့လိုချင်တဲ့ငွေကြေးပမာဏအတွက်အယုံသွင်းတာတို့နော်။ယုံကြည်အောင်လုပ်တာတို့အဲ့လိုမျိုးနဲ့တင်းသွင်းနိုင်မဲ့တင်းသွင်းမဲ့ချိန်ခါမျိုးမဟုတ်ဘူး။သိလား။တင်းသွင်းနိုင်တဲ့အရေးချင်း တင့်အောင်သူတို့ဘက်ကတိမ့်သွင်းနိုင်တဲ့အရေးချင်းမရှိဘူးအဲတင့်ရှိမှာပေါ့နော်အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့တိုင်မင်နှီးနှောဆွေးနွေးတယ်ဆိုလို့ရှိရင်လည်းတင်ကသူတို့ကိုတာဝန်ရှင်ရှိလို့သာချစ်လို့သာနားထောင်ပေးလိုက်တာတင့်ရဲ့အုံနောက်ထဲမှာဒါဒီကောင်းစီမကောင်းစီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်ခွဲခြားစိတ်ဖြာနိုင်တယ်လို့ရီဒီယိုကပြထားတယ်ဒီလားအဲ့တော့တင်သည်အရှိန်အဟုန်နဲ့ဆက်လက်ပြီးတော့စူးစမ်းမဲ့အရာဆိုရင်လည်းတင်ဆက်ပြီးစူးစမ်းလိုက်မယ် တင်သွားတဲ့လမ်းခရီးမှာဘသူကမှနှောက်ရှက်နိုင်မဲ့ပုံမပေါ်တာမျိုးတွေ့ရတယ်နော်ဘလောက်ပဲပေါ့နော်သွားတဲ့လမ်းကခရီးလမ်းကျန်းတတ်ပါစေရောက်အောင်သွားနိုင်တယ်နော်ဖြစ်အောင်လုပ်နိုင်တယ်နော်တင်မှာအဲ့လိုတတိတွေနဲ့အပြေဝါဖြစ်နေတဲ့အချိန်အခါမျိုးလည်းရှိတယ်။နောက်ပြီးတော့ခုနကပြောသလိုပေါ့နော်။စီးပွားရေးဖြစ်စေလူမှုရေးဖြစ်စေဘယ်အပိုင်းမှာပဲဖြစ်ဖြစ် negative ဆိုရဲဆုပ်ယုပ်မှုဘက်ကိုသွားဖို့ဟိုသူများကအကြံစီတယ်ဆိုရင်ဒါသွားဖို့အလားလာရှိရဲဆိုရင်ဒါခုနကလို့ကိုယ်တတိမထားမိလိုက်တဲ့အချိန်မှာတင်နော်ဆံပန်ပုံကိုတွေကတခါတဲ့ဂယူးဆိုင်ပေးပြီးသားကာကွယ်ပေးပြီးသားကိုလေအဲ့လိုပုံစံမျိုးဖြစ်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာကိုကရှိနေတဲ့အော်ရာကိုကကိုကိုကိုပေါ့နော်ပြန်လဲပြီးတော့ကာကွယ်ထားနိုင်တဲ့ ခြေနေမျိုးပေါ့နော်ကိုရောင်ကိုဝါမျိုးနဲ့ရှင်းတန်နေမဲ့အချိန်ခါမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်ဒါဆိုရင်ဒီပုံလေးကိုရင်ထားတယ်ဖိုင်ထူးလေးတွေ ကဲဖိုင်ထူးလေးတွေဒီရက်ပိုင်းမှာဘာကို သတိထားသင့်လဲကဲမြောက်ပေါ့နော်ငွေချင်းငါငွေအပေးယူလောက်တက်တဲ့သူတွေဆိုရင်အဲ့ဒါလေးကိုသတိထားရလိမ့်မယ်လောင်စာလောက်တက်တယ်လို့ပါလို့ဆိုလို့ရှိရင်လည်းလောင်စာပိုင်းဆိုင်ရာတွေလည်းမလောက်တာမျိုးကပို့ပြီးတော့ကောင်းတယ် လာဘရော့ဒီငွေချင်းနဲ့ပတ်သက်ပြီးတော့လဲပေါ့နော်ကိုစီကနေပြီးတော့တကယ်ပေါ့နော်တချို့ကအာယူသားလို့လိုအပ်တာယူယူတတနဲ့လိုအပ်တာရှိတယ်တချို့ကကြတော့အိုးကိုထင်သလောက်ပေါ့နော်မယူသားဘူးတိလားအဲ့လိုမျိုးပေါ့သူတို့ကသူတို့အကြောင်းပြချက်တွေနဲ့ကိုကြီးတောင်းတာလို့တောင်းခံတာလို့ပေါ့နော်ဒီလိုမျိုးတွေရှိတယ်အဲ့တော့ သူတို့တကယ်အဆင်မပြေဘူးလို့လည်းကွက်တီကြီးတော့ယုံလို့မရတဲ့အနေအထားမျိုးရှိနော်ဘလို့ပဲဖြစ်ပါစေဖိုင်တူးတွေရာနဲ့ပေါ့နော် ဖိုင်တူးရဲ့ကံကြမ္မာကိုကြည့်တော့လည်းကောင်းတဲ့ဘက်ကိုသွားနေရမျိုးတွေ့ရတယ်နော်အဲတတိထားအမဲ့အချက်ကိုပြောရင်တော့နံပါတ်1ကတော့ငွေကြေးပိုင်းဆိုင်ရာရယ်နောက်ပြီးတော့အရန်ကြီးပေါ့နော်အဲငွေကြေးနဲ့ပတ်သက်ပြီးလက်မလွယ်ဘူး အယုံမလွယ်ဘူးနောက်တစ်ခါငွေကြီးကစားတာတွေပေါ့နော်အပြန်အလှန်ခဏနေကြရင်သူပြန်ပေးမှာပါဆိုပြီးတော့အဲ့လိုအယုံလွယ်ပြီးတော့ပေးမိလိုက်တဲ့ကိစ္စမျိုးလေးတွေရှိတတ်တယ်အဲ့ဒါတွေကတော့အဆင်မပြေဘူးနော်အဲ့ဒါတွေကဘယ်လိုပြောမလဲချို့ဆိုလို့ရှိရင်ယူပြီးတော့ထွက်ပြေးရင်ပြေးမယ်ပြန်မလာတော့ဘူးနော်အဲ့လိုပုံစံမျိုးတွေလည်းရှိရင်ရှိမယ်အဲ့တော့ငွေကြီးနည်းနည်းဖြစ်စီမြန်မြန်ဖြစ်စီပေါ့နော်တိတ်ပြီးတော့မယုံရတဲ့ကံနေထားမှာရှိနေတယ်နော်ဖိုင်နူးလေးတွေနေတဲ့ အဒီအပိုင်းမှာတင်တတိထားမယ့်အရာဆိုတော့ဟိုအားလေးလည်းဖြစ်တတ်သေးတယ်ဝေချင်းနဲ့ပတ်သက်ပြီးနောက်တစ်ခုဖြစ်တတ်တာလေးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သုံးသိတဲ့နေရာမှာမသုံးမိတာမျိုးပေါ့နော်မသုံးသိတဲ့နေရာမှာသုံးမိတာမျိုးတကယ်တမ်းကိုယ့်ရဲ့ပေါ့နော်ရေရှည်မှာအကျိုးမြတ်ရမယ်အပိုင်းတစ်ခုဖြစ်စေနော်အကျိုးမြတ်ရမယ်စီးပွားရေးတစ်ခုဖြစ်စေကိုယ်ကအဲ့ဒီမှာရှင်းလင်းဖို့လိုတယ်ဒါမဲ့လို့ မရင်းနှီးဘူးမရင်းနှီးပဲနဲ့ဟိုမလို့အဖက်နဲ့တွန့်တုံနေတယ်လို့ပေါ့နော်ကက်စီနဲနေတယ်လို့ဖြစ်တာမျိုးဒါရက်ဒါကမကောင်းပေါလဲဆိုစီးပွားလွတ်တာမျိုးပဲဖြစ်ချို့ဆိုလို့ရှင်မရှိဘူးဆိုလို့ရှင်တော့ချီးငားပြီးတော့ထဲ့သေးတာလीနော်အဲ့တော့ထောင်မြင်ရာဆွဆိုတဲ့ဇာတ်လည်းရှိရဲဆိုတော့အဲ့လိုမျိုးကိုတကယ်သုံးသင့်တဲ့နေရာတွေမှာမသုံးမသုံးဖြစ်တာမျိုးရှိတတ်တယ်ဒီလားမသုံးမိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အခွင့်အလမ်းတွေပေါ့နော်နောက်ကျတာမျိုးတွေအာမြင်မြအမြဆွန်းထွက်မဲ့နေရာမှာအာ မရှိတဲ့အတွက်ကြောင့်မတုံးလိုက်ရဘူးဒါကြောင့်မလို့အမျက်စွန်းရရမဲ့နေရာမှာမရဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတွေ့ရပါတယ်အဖိုင်တို့ကတော့တတိထားစရာနည်းတယ်ဆိုတော့ဖိုင်3စီသွားမယ်နော် silence was. ဖိုင်ဒရီအော်ဖိုင်ဒရီကဘာတတိထားရမလဲဆိုတော့ဖိုင်ဒရီကတော့ကိုယ်စိတ်ကိုပဲကိုယ်တတိထားရမှာပါနော်လူတွေကိုတော့တိတ်ပြီးတော့တတိထားစရာမလိုပါဘူးလူတွေကတော့ဒီအချိန်ခါမှာဖိုင်ဒရီလေးတွေအနေနဲ့ဆန်းလက်ပွတ်နေလို့ဘောကင်ဘတ်တွေပြောမလားတိုင်မင်းနှီးတော့လို့ရတယ်နော်ကို ကောင်းလေးရမထွက်တဲ့အကြံလေးဆိုလို့ရှိရင်လည်းခြားသူစီကနေပြီးတော့မေးလို့ရတယ်။နော်တိုင်ပင်လို့ရတယ်။တို့ကလည်းကိုယ်ကောင်းသောအကြံဉာဏ်တွေပေးမယ်။ပတ်သက်မရှိဘူးဆိုလို့ရှိရင်လည်းညဝေသုံးဆွဲပေါ့နော်။အဲ့လိုလေးတွေလှုပ်ပေးနိုင်တဲ့အဖော်တွေအနားမှာရှိတယ်။အဲ့ဒါသိပြဿနာမရှိဘူး။ကြောင်းသွားဖို့သင်တန်းတစ်ခုတက်ဖို့အဖော်မရှိဘူးလားရှိတယ်နော်။အဖော်မရှိရင်ရှိလာလိမ့်မယ်။ရှိအောင်လည်းညှိလို့ရတယ်။အဲ့ပိုင်းအဆင်ပြေတယ်။မုံသွားစားမှလားအဖော်မရှိဘူးလားရှိတယ်။ရှိအောင်လည်းညှိလို့ရတယ်။နောက်တစ်ခါ ဒီဖျားသွားကြောင်းတတ်မှာလားနော်ကြောပဲစားတွေသွားမှာလားအဖော်မရှိစွာမရှိဘူးရှိအောင်လည်းညှိလို့ရတယ်တို့ကလည်းကိုယ်နဲ့ညှိပေးတယ်တို့မအားဘူးဆိုလို့ရှင်တော့ကို့အတွက်အချိန်တွေဖယ်ပေးတယ်နောက်ပြီးတော့ကိုလုံးနေတဲ့ကိစ္စတွေမှာလည်းထပ်ပြီးတော့ကို့စီကိုပေါ့နော်နောက်တော့ customer တွေဝင်လာအောင်အတွက်နော် ကိုရဲ့အဲကုန်ပစ္စည်းကိုသုံးဆွဲခြင်းမို့အတွက်ထပ်ပြီးတော့လူတွေလည်းဆက်ပေးတတ်တယ်ပန်းသင်းနေညင်းဆောင်လူသင်းလူချင်းဆောင်ဆိုတဲ့သဘောမျိုးနဲ့ဟိုကုညီမဲ့ ဖာရနာတွေကတော့ company တွေကတော့ရှိတယ်ကွတိလားဒါကြောင့်အဲ့ဒီအပိုင်းကကြတော့တိတ်ပြီးတော့စိတ်ပူစရာမလိုဘူးခုလည်းပြောလို့ရှိရင် relationship တောင်မှာပေါ့နော်တယောက်ထပ်ပို့ပြီးလိုချင်လားနော်နှစ်ယောက်လိုချင်လားနှစ်ယောက်အဆင်ပြေတယ်အဲ့လိုမျိုးတော့မြင်နေပေါ့နော်ဒါပြောချင်တာနောက်တစ်ခွက်ပါလဲဆို relationship ပိုင်းဆိုင်ရာမှာပေါ့နော်လက်ခံမဲ့သူပဲဖြစ်ဖြစ်ဖွင့်ပြောမဲ့သူပဲဖြစ်ဖြစ်အဲ့လို case ကိုအကောင့်နဲ့ပို့လို့ရှိရင်တောင်အဆင်ပြေနိုင်မယ်လို့မြင်တယ်တိလား ကိုယ်လည်းခတ်မယ်လို့စဉ်းစားရင်လည်းအဆင်ပြေနိုင်မယ်ကိုကဖွင့်ပြောမှသူဆိုလို့ရှိရင်လည်းအဆင်ပြေနိုင်မယ်အလောက်ထိသွားရတယ်ပေါ့နော်အဲ့တော့ဇာမင်္ဂလာသတင်းလေးလို့ပြောလို့ရတယ်နော်အဲ့တော့မင်္ဂလာစကားပြောချင်တယ်အဝါဝီဟဝီဝါကိစ္စတွေပေါ့နော်အဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးစကားပြောမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေနိုင်တယ်အလူရှိလူခင်လည်းပေါ်များနေတယ်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေလည်းအဆင်ပြေတယ်ပညာရေးပိုင်းမှာလည်းအဆင်ပြေတယ်အဲ မီလီယာပြောင်းရွှေ့တွေပါတယ်လည်းအဆင်ပြေတယ်နော်အာပုံမကောင်းပုံချင်းတောက်ပခြင်းတွေပေါ့နော်ဒီလိုမျိုးလေးတွေမြင်ထားတယ်လူတွေရဲ့အထက်မှာရှိနိုင်တယ်နော်ကိုကိုအသေးစိတ်လေးကအစခယူးဆိုင်ပြီးတော့ပြောပြမဲ့သူလည်းဖြစ်တယ်ဒီအချိန်မှာလည်းပြောပြမဲ့သူတွေလည်းရှိတယ်ဒီအချိန်မှာလည်းစမ်းလက်ပွင့်နေတယ်လူတော်တော်များများကလည်းကိုကိုအဲဘလောက်ထိအောင်မြင်လဲပေါ့နော်ကိုဘလောက်ထိတောက်ပနေလဲဆိုတော့လိုက်ကြည့်နေရမျိုးလေးတွေရောရှိတယ်ဆိုတာမျိုးတွေ့ရပါတယ် အအဓိကကတော့ပြဿနာကတော့ပါလဲဆိုလို့ရှင်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုတော့တတိထားရမယ်ဆိုတာမျိုးတွေ့ရတယ်။စိတ်ပိုင်းဆိုင်ရာကိုတတိထားရမှာပါလဲဆိုတော့စိတ်ခန္ဓာချက်တည်ပေါ့နော်။အာကိုခန္ဓာချမ်းမာရေးထက်စားလို့ရှင် mentally down နေတတ်တယ်ပေါ့နော်။စိတ်ပိုင်းဆိုင်ရာအရာပေါ့နော်။အကယ်၍များအာမဖြစ်မနေပေါ့နော်။ဟိုခန္ဓာမဲ့ကိစ္စဆိုလို့ရှင်လေအဲ့တော့ဒုမို့ပေါ့နော်ပြောချင်တာ relationship ပိုင်းဆိုင်ရာကိစ္စမျိုးဆိုလို့ရှင်လေဒါ မိလူကတော့မခံစားပါနဲ့လို့ပြောလို့တော့ရမယ့်ပုံမျိုးတိတ်မရှိဘူး။ဘာလဲဆိုရင်ပြဿနာရဲ့အထက်မှာမှအကြီးမားဆုံးပြဿနာက relationship ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့လို့နော်။ပြဿနာရဲ့အထက်မှာမှအကြီးမားဆုံးပြဿနာက relationship ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့ relationship ပြဿနာတွေကတော့မခံစားပါနဲ့လို့ပြောလို့ရမှာမဟုတ်ဘူး။အဲ့ဒါကတော့ဟိုဆိုလိုတာပတ်စံတိတ်ထောင်ပျောက်သွားရင်တော့မှနော်စိတ်ထဲမှာပြန်ရှာလို့ရဆိုရဲစိတ်ရှိတဲ့အတွက်လူတွေအားလုံးငိုယုံမနေဘူး။အာအခြေသူတယောက်နဲ့ပြတ်သွားလို့အသေးကွဲသွားလို့ဒီလိုဆိုလို့ရှိရင် ဘာစီးနဲ့ဖြောပြောပေါ့နော်မရအောင်အရက်ပဲတောက်တောက်ကစားကွက်နေပဲသွားလဲလဲဟိုပြန်လိုက်ဖြေတိတ်ဖို့ကမလွယ်ဘူးပေါ့နော်အဲ့ဒီအပိုင်းလေးကတော့အဲ့တော့အဲ့လိုမျိုးနာနာချင်းကြည်ကြီးနဲ့နေတူတူကကိုလိုရမကိစ္စတွေကိုဆက်ပြီးတော့လုပ်နေရတယ်ဆိုတာမျိုးတော့ဖြစ်တတ်တယ်ပေါ့နော်ဟိုစိတ်စိတ်ကတော့နာကျင်နေတယ်ပေါ့နော်ဒါမဲ့ဟိုအလုပ်ထဲမှာနှစ်ထားပြီးတော့ပဲဆက်လုပ်ပါလေလို့ပါတော့ပေါ့နော်ဒါမဲ့ ကဲဒီ relationship နဲ့ပတ်သက်ပြီးတော့တို့ဒီစိတ်ခံစားချက်ကိုစိတ်ခံစားချက်အရန်ထိခိုက်စေတဲ့ condition တစ်ခုပေါ့နော်အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့တို့ဆိုတာကလေအာအမှန်တော့ဒီမှာမြင်သလားဆိုလို့ရှိရင်နည်းနည်းလေးလည်းဒီမှာပေါ့နော်အာလောကဓာတ်ရဲ့လှည့်ကွက်လေးလည်းပါတယ်လို့လည်းတွေ့ရတယ်လောကဓာတ်ရဲ့လှည့်ကွက်ဆိုတဲ့အခါကျတော့တင်းအနေနဲ့နည်းနည်းထင်အောင်ထင်မှဖြစ်တာမျိုးကိစ္စမျိုးတွေလည်းရှိနိုင်တယ်ဆိုတာမျိုးတွေ့ရတယ် ထင်အောင်ထင်မှားဖြစ်တယ်ဘလို့ထင်အောင်ထင်မှားဖြစ်တာလဲဆိုချိုးကိစ္စတွေကကွာကို့အနေနဲ့အမြင်မှားနေတာအထင်မှားနေတာဒီလားဒါထပ်ပို့ပြီးတော့အာဆိုးလာဖို့တော့မရှိဘူးသို့မဟုတ်လို့ရှိရင်တကယ်တမ်းရင်ဆိုင်ဖြည့်ရှင်းလိုက်တဲ့အခါမှာလက်တွေ့ကြုံရတဲ့အခါမှာပေါ့နော်ဟိုစိတ်ကူးတဲ့ကလာမပြင်းထန်တာအရင်ကြီးမဆိုးရွားနေတာဒီလားအဲ့လိုမျိုးလေးတွေရှိတတ်တယ်နော် အကိုကတော့ဟိုဒီအခြေအနေတစ်ခုကိုဒီအခြေအနေအောက်ကိုနော် under condition ပေါ့ဒီအခြေအနေအောက်ကိုမရောက်သေးတဲ့အချိန်မှာတော့အရန်ကြီးဆိုးမယ်လို့ကိုထင်ခဲ့တာမျိုးတွေရှိတယ်ဒါအဝေးကနေလမ်းပြီးတော့ပေါ့နော်ငငယ်တော့ဖက်ဝီဖတ်စာအောင်မှာလို့ပေါ့အာပေါ့မြေပုံနဲ့စာအောင်နဲ့ပေါ့နော်အကွာဝေးကွာချတယ်လို့ပေါ့တကယ်တော့မြေပြင်ကိုဆင်းပြီးတော့မြေပြင်အကွာဝေးကိုကြီးလိုက်တဲ့အခါကျတော့ အလောက်ထိပေါ့နော်အလောက်ထိမဟုတ်ဘူးအလောက်ထိနီးကပ်နေတာမဟုတ်ဘူးနော်ဆိုတာမျိုးလေးစကေးလေးနော်အဲ့တော့စောက်ထဲမှာတော့စကေးကတော့အဲ့တဏျာနဲ့တဏျာအရင်နီးကပ်နေတော့ဥမာဘုံကျဲမယ်ဆိုလို့ရှင်တော့မှပဲအချိန်မီရောက်လာနိုင်နေဆိုတော့တော့ကနဲ့ဒီလိုမျိုးရှိတတ်တယ်လीနော် ဒါမဲ့လို့တကယ်မြည်ပြင်အကွာဝေးမှာကျတော့အရန်ကြီးဝေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လောက်ထိစိုးရင်စရာပေါ့နော်အခြေအနေတွေတိတ်မရှိတတ်ဘူးကိုယ့်ရဲ့စိတ်ကကိုကပေါ့နော်စိတ်ကိုကစိတ်ကလာချက်ကိုကအဲ့လိုအဆုံးစီအဆုံးထိအဆွင်းဖြစ်တာပေါ့နော်အဆုံးထိရောက်သွားတယ်နော်အဆုံးထိတွေးတောမှုတွေကအဆုံးထိရောက်သွားပြီးတော့ ကိုကိုကနာကြည်အောင်ပြန်ပြီးတော့လုံမိနေတလုံမိနေတတ်တယ်မဖြစ်လာသေးတဲ့အရာတွေပေါ်မှာကြိုတင်တွေးတော်ပြီးတော့ပူပန်နေတတ်တယ်နေမိန်ညာမိန်နေပေါ့နော်ညာဘက်တွေမှာလည်းကောင်းကောင်းနှိမ့်နှိမ့်ချမ်းချမ်းမအရာပဲနဲ့ဒီကိစ္စကိုပဲဒီအခြေအနေတွေကိုပဲထပ်တလဲလဲနဲ့ပြန်လဲတွေးတော်ရင်းနဲ့အာခတ်စားနေရတတ်တယ်နော်အဲဒါမျိုးကိုယ့်ရဲ့ဟိုဘက်ထရီကကိုယ့်ရဲ့ကိုယ်မှာရှိတဲ့ဘက်ထရီကတရားကတော့မပြည့်နိုင်မယ်နဲ့หนีပြီးတော့နော်20အောက် ကိုရောက်နေတာမျိုးတွေဖြစ်တတ်တယ်နော်ဘက်ထရီအမျိုးတွေဖြစ်တတ်တယ်ဒီဘက်ကန်လျားကတော့အရန်ကောင်းတယ်တော့ဘာလို့လဲဆိုတော့နာကျင်ကြီးနဲ့စတာတော့မှန်ပဲလို့လေတိတိကျကျလေးလဲကိုလှုပ်ချင်တဲ့အရာတွေပေါ်မှာ try ကြည့်လိုက်ပါအောင်နော်အဆုံးမှာကောင်းချင်းနဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတကယ်ပေါ့နော်ဒီဟာအစင်မပြေဘူးလို့ထင်နေတာလုံးဝပြီးသွားပြီလို့ထင်နေတဲ့အရာတခုပေါ့နော်အဲ့ဒီအရာကဟိုနောက်တစ်စိမ်ကိုတတ်သွားဖို့ရှိတယ်တိလား ောက်တစ်ဆင့်ကိုတက်သွားဖို့ရှိရဲ့အဲ့နောက်တစ်ဆင့်ကိုသွားချင်လားမသွားချင်လားဆိုတော့ကိုကိုပြန်မေးကြည့်ပေါ့နော်ကန်တရားကတော့နောက်တစ်ဆင့်ကိုတက်သွားဖို့ရှိတယ်အကယ်၍လူတယောက်နဲ့ညှိနှိုင်းရမယ်ဆိုလို့ရှိရင်လည်းအဲ့လူနဲ့ပြန်ပြီးဆင်ပြေမယ်ဒီလိုမျိုးလေးတွေရှိတယ်ဒါမှလည်းအဓိကဒီမှာပြဿနာကတရားခံကတော့ဘာလို့လဲဆိုတော့အဓိကတရားခံကကိုရဲ့စိတ်အဲ့လိုဖြစ်နေရမျိုးတွေ့ရတယ်နော်ကိုယ်စိတ်ကအဓိကပေါ့နော်အဲ့မျိုးလေးတွေ့ရတယ်ကိုယ်စိတ်နဲ့ကိုယ့်ကိုပြဿနာတက်နေတာကပို့ပြီးတော့များတယ်ဆိုတာမျိုးလေးတွေ့ရတယ်ကိုယ်စိတ်ကိုယ်သားပေါ့နော်ကိုလိုချင်တဲ့ပုံစံမျိုးလက်ခံနိုင်တယ် ကိုလိုချင်တဲ့ပုံစံမျိုးပြုပြင်ယူလိုက်မယ်ဆိုလို့ရှိရင်တော့ဒီကိစ္စတော်တော်လေးလွယ်သွားမယ်ဆိုတာတွေ့ရတယ်။ဒါမှဒီပါလွယ်မြောင်တဲ့ခက်တိမ်မြောင်တဲ့နှက်ဆိုတာမျိုးဖြစ်နေတယ်။ဖိုင်3တွေကအဲ့လိုပုံစံကြီးကိုသွားနေတာပေါ့နော်။လွယ်မြောင်တဲ့ခက်နော်ပြောမယ်သူများတွေအတွက်ဆိုဒီကိစ္စရှင်းလိုက်ရင်လောလောလေးဖြစ်နေမှာ။ဒါပေမဲ့ဖိုင်3အတွက်တော့အရန်ခက်နေတယ်နော်။ ဒီလိုမျိုးပေါ့နော်အစားတော့ကတော့ရေတိမ်လို့ထင်လိုက်ပေမဲ့နတ်နေတာမျိုးပေါ့နော်အဲ့ဒါတခြားလူတွေအတွက်ဒီနေရာမှာ find 3နေ find 3မဟုတ်ဘဲနဲ့ find 3နေရာမှာတခြားသောလူသားတယောက်ယောက်ဆိုရင်အဲ့လောက်ထိခက်ခဲခြင်းမှာခက်ခဲလိမ့်မယ်ဒါမဲ့လို့ find 3နေရာမှာ find 3ဖြစ်တဲ့အတွက်ပို့ပြီးတော့ခက်ခဲနေတယ်လို့တွေ့ရတယ်သိလားနော်အဓိကတော့ပါလဲဆိုတော့ကိုယ်စိတ်နဲ့ကိုပေါ့နော်အဲ့တော့ကိုပါလိုချင်လဲဆိုတာကိုစဉ်းစားပြီးတော့အဲ့လိုချင်တဲ့အရာပေါ်မှာပေါ့နော်ဟိုဒီဇိုင်းမမထားလိုက်တာကတော့ ိုင်ဒရီတွေအတွက်ကိုလိုချင်တဲ့ live ကိုရရှိနိုင်မှုဆောက်ဖို့ပြီးတော့တည်ကြတယ်ဆိုရမယ့်တွေ့ရတယ်နော်ဘာလို့ဆိုအဆုံးမှာကောင်းတဲ့ကတ်လေးနဲ့ဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရာကိုဒီလေကတိကိုဒီလေကတိကိုမဆုံးပြဘူးဆိုလို့ရှင်ဒီလေကတိကနေနောက်ထပ်ပေါ့နော်လေကတိပေါင်းများစွာကိုတိုက်ရဖို့ကံရရမှာရှိနေတယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲမျိုးလေးတွေ့ရပါတယ်ဒါဆိုရင်အာတတိယမဲ့ချက်ကတော့ပါလေကိုယ့်ရဲ့ emotions တွေကို အာထိန်ချုပ်ပါเนาะကိုယ့်ရဲ့သတိထားမဲ့အရာကိုယ့်ရဲ့ emotions ကိုထိန်ချုပ်ဖို့လိုပါတယ် emotions ကဟိုပေါ့เนาะပြောမှဆိုလို့နည်းနည်း over ဖြစ်နေတတ်တာပေါ့เนาะကို over feeling ဖြစ်နေတတ်တယ်ကိုတကယ် reality မှာဖြစ်နေတဲ့အခန်းစားချက်ထပ်စားလို့ရှိရင် emotions ကပိုပြီးတော့ပေါ့နော် sensitive ကိုကကိုကိုယ်တိုင်ပိုဖြစ်နေတာဒီလားကိုကိုယ်တိုင်ပိုဖြစ်နေတော့ကိုကိုယ်ဘက်ထရီကျအောင်လို့ကိုပါတာကိုပဲလုံနေတယ်ဆိုတော့ပုံစံမျိုးလေးပေါ့နော်ဒီလိုပုံစံမျိုးလေးတွေ့ရပါတယ် အပိုင်းဒါဆိုရင်ဒါက fine 3လေးတွေအတွက် radiant ဖြစ်ပါတယ်အဲ့တော့ fine တော့ကိုယ်အဖြစ်ကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next 3နေ့မှာပြန်လည်ဆုံးလို့ကြမနော်